စစ်ကောင်စီကကမာမောင်းဖြူဟာမကြရေးအင်အားဖြစ်တင်ထားတဲ့အပြင်ဝေဟင်ကနေနေတိုင်းလိုလိုအနီးအနားကျေးရွာတွေကိုပုံကျဲတိုက်ခိုက်နေတယ်လို့တပ်မဟာငါပြောခွင့်ရအဘူမူကြီးစောကလေတို့ကပြောပါတယ်အောင်ခန့်တရင်ပြဖို့ထားပါတယ်ရှင်ကင်းမြလာစီယုံကရင်ယူတမန်ငါနေမီကင်းပြည်နယ်ပါပွန်မှုတော်ခိုင်တွင်ကစစ်ကောင်စီရဲ့ကမာမောင်းပြာမကြာရေးလူဝင်အားဖြည့်တင်းထားတဲ့ပြင်ကမာမောင်းမြို့နီးနားကကျွာတွေကိုလေချောင်းကမှာဘုံကျဲတိုက်ခိုက်နေပါတယ် မတ်လ9ရက်နေ့ညပိုင်းကဘာပေါ်မြို့နယ်ကြောက်ကွန်းရဘုံကြီးချောင်းကိုလေချောင်းကနေဘုံကျက်တိုက်ခိုက်ခဲ့တာကြောင့်ကျောင်းတိုင်းဆရာတော်ပြန်လည်တော်မူပြီးတန်ခါတော်နှစ်ပါးထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ဟိုလက်ရှိရှိနေရသလိုရှိတော့ဒီစစ်ကောင်စီတောက်ဖဲ့နေရတော့သူတို့အဲဖြစ်တည်ကြတာတော့ရှိပါတယ်။ဒါပေမဲ့လို့လို့ရှောင်းမှုကတော့ဒီဟိုဒီကမမောဝူကြီးပဲရှိတာပေါ့တော့အဲဒီမှာပဲသူတို့ဒီကမမောဝူကြီးပဲကမမောမြို့ရဲ့တော်ကြုံကြီး အနေနဲ့ပဲသူတို့ကဒီခုတက်ရှိတော့သူတို့အဲ့ဒီလိုပဲနေနေကြတယ်အပေါ်ဖက်တော့တရေဟိုတလောတော့တော့တက်လာတယ်ဒါပေမဲ့ဟိုဒီတလောကြီးပူပေါတောက်ခွဲနေတဲ့တိုးပြီးတော့မှသူတက်လာကြသွားပြီးတော့မှအဲ့ဒီမှာပဲပြန်နေကြတယ်တော့အထူးဖြစ်တော့လာပြီဒါတော့ဒီလေပြန်ပေါ့တော့ဒီကြတော့ဟိုလာလာတော့ဘုံကျတော့ဘောတော့ဒီမှာ20နှစ်နှစ်တိုက်ဖို့လိုပဲတော့ စစ်ကောင်စီကမြေပြင်နဲ့ဝင်ရင်ကနေတိုက်ခိုက်နေတာကြောင့်ကမာမောင်းဒေသခံတွေနဲ့အတူစစ်ဘေးရှောင်ပြည်သူတွေပါဝင်ဂရိုင်းတီဖားပောင်ကတ်ကျော်မီဆိုင်းဝါကော် စတဲ့အနီးနားကျေးရွာကဒေသခံပြည်သူ3000ကျော်ဟာမြန်ကြီးငူဖမ်းမျိုးနဲ့ဘေးလွာဆွေမျိုးတွေစီထွေပြေးတင်းရှောင်နေရပါတယ်စစ်ကောင်စီကနေတိုင်းလိုလိုလေချောင်းကနေဘုံကျဲတိုက်ခိုက်နေတာကြောင့်တောတောင်တွေထဲပိတ်မိနေတဲ့ဒေသခံပြည်သူတွေရှိနေတယ်လို့စစ်ရှောင်တွေကပြောပါတယ်အဲတိတ်ဆောင်နေရတော့မမမမ ကျောင်းလုံးပတ်သက်ဟာဒီမှာလေးကလာလာတယ်။အာဟုတ်တယ်ဘုံလို့ကျေတယ်။အပြင်မှာပဲကျေတာပဲ။ဒီညလည်းဒီလူသားပဲမှာလာအမေပတ်လို့လာကျေသွားတယ်ဗျ။အော်လာလာပဲဒီတော့မင်းညာဆိုတော့ညာလို့လာတာကိုယ်ကရရှိတော့တစ်ချက်ကြတော့တော်လာလို့မထတော့အဲ့ဘဝသူ့သူ့ရင်းညောင်းရင်လည်းမဝင်နေနေရတာပေါ့ဟုတ်ကဲ့ပေးတော့မှမပဲပေါ့ညထုတ်ပြီးမှသူ့ရောမရှိဘူးကဲထုတ်လည်းပေးတော့ပေးတာပေါ့မရှိဘူး လမ်းလမ်းမပိတ်တာတွေဟာလက်ရှိမှာလဲစစ်ဘေးရှောင်ပြည်သူတွေဟာရောက်ရရက်ကဒေသခံပြည်သူတွေရဲ့ဘေးစားကမ်းစာတွေစားတောက်နေရပါတယ်ဒါအပြင်အလောက်ကန်ရှာပါတာစစ်ကောင်စီရဲ့မြေပြင်နဲ့ဝင်ရင်ကနေဘုံကျက်တိုက်ခိုက်နေတာကြောင့်အလောက်ကန်ကောင်းမွန်စွာလောက်ကန်ခွင့်မရတဲ့အတွက်မိသားစုနေထိုင်စားတောက်ရေးမှာအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့စစ်ရှောင်တွေကပြောပါတယ်ကျွန်တော်အောင်ခံပါ